ကျေးဇူးများအလုံးပဲမင်္ဂလာပါရှင် Starlight Day Story Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကပြောပြပေးခြင်းနဲ့ပုံမြင်လေးကတော့တရေငားတဲ့ဆက်ပွဲဒါမှမဟုတ်လေပေါ်မှာပေါ်နေတဲ့ပြိဿကြီးဆိုတဲ့ပုံမြင်ဇာတ်လမ်းကောင်းလေးကိုပြောပြပေးခြင်းပါတယ်ရှင် ောင်းရှောင်းမဲ့သူမရှိတင် जा ပြတာမှုတွေမရှိတဲ့ဘဝကနေပြီးတော့ဆရာကြီးကကျွန်တော်တို့ကိုစွဲတင်ပေးခဲ့တာပါဒါပေမဲ့ဆရာကြီးကကျွန်တော်ရဲ့ရှိရေးအတွက်ကျွန်တော်ဝမ်းရေးအတွက်ကျွန်တော်သွားရတော့မယ်ဗျာဆရာကြီးကိုနှုတ်ဆက်ပါတယ်ဩကိစ္စမရှိပါဘူးကွာမင်းမလည်းမိသားစုတာဝန်တွေထမ်းဆောင်မှုရှိသေးတာဆရာသိပါတယ်ဆရာကြီးနားနေပါတယ်ဟုတ်ကဲ့ဆရာကြီးရဲ့အလုပ်တွေအဆင်ပြေပါစေဗျာ ဒီလိုမျိုးအလောက်ကင်အစီမပြေတဲ့ဘဝကနေအမြန်ဆုံးကျွတ်ပါစေဗျာကျွန်တော်ဆူတောင်းပေးခဲ့ပါတယ်ဟုတ်ပါပြီကွာငါအချိန်လေးကောင်းရင်မင်းကိုပြန်ခေါ်မယ်ဟုတ်ပြီလားအဲ့ချိန်ကျမင်းပြန်လာခဲ့ရမယ်နော်ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်ဆက်ဆက်ပြန်လာခဲ့ပါမယ်ဆရာကြီးဟင်းသာဆိုတဲ့သူရဲ့ရွှေပလန်လူငယ်အကအဖွဲကစီးပွားပြက်ကတ်မှုကြောင့်အကျွေးရေပုံအောင်နေခဲ့ပါတယ် အခြေမကြည့်ရင်ဝန်တန်းတွေကလည်းဆင်းရဲပြီးတော့အလုံးလုံးစရာမရှိတဲ့အတွက်တချို့ကတပြေးပြေးနဲ့ထွက်ခွာသွားကြပြီးတော့ကျန်ရစ်သူတွေကတော့ကိုယ့်အိမ်မက်ကိုမြို့သိပ်ပြီးတော့နေစဉ်ရုန်းကန်နေကြရပါတယ်။ဒီလိုနဲ့တညမှာတော့ဆရာဟင်းသာတယောက်အကားအဖွဲ့ယုံရုန်းကန်အတွင်မှာစိတ်ဖိစီးမှုတွေနဲ့အိမ်မရတာကြောင့်ထိုင်နေတော့မှာပဲ။ကြောချမ်းပွေရာအေးအေးတက်ကိုရုတ်တရက်ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာ တကားအရှိကိုခောက်တံတစ်ခုက ကြားလိုက်ရပါတော့တယ်။အသက်ကြီးရင်ပြီးတော့အတွေ့အကြုံများစွာ ရှိတဲ့ဆရာဟင်းသာကဒီလိုညာနဲ့တကောင်ရန်အချိန်မှာတကားလာခောက်သူဟာလူဖြစ်နိုင်မယ်မထင်ဘူးဆိုတာကိုသူသိနေခဲ့ပါတယ်။ဆရာဟင်းသာကခောက်နေတဲ့တကားကိုချက်ချင်းမဖွင့်သေးဘဲနဲ့အစိုက်ကြည့်နေခဲ့ပါတယ်။တကားကလည်းဆက်ပြီးတော့ခောက်နေတော့မှပဲ။ဟွန်းစိတ်တူဆရာကြီးဘာဖြစ်လို့တကားလာမဖွင့်သေးတာလဲ။ ဆရာကြီးဒီချိန်အိတ်မယ်လို့မချိန်ပါဘူး။ထိုင်နေတဲ့ကြာနဲ့တကားခေါက်တံကိုစိုက်ကြည့်နေရင်လည်းတကားခေါက်တံဆုံးသွားတဲ့အခါမှာတော့မိမတယောက်ရဲ့စကားတံထွက်ပေါ်လာပါတယ်။ဒီလိုနဲ့ဆရာကြီးကတကားကိုဖွင့်လိုက်ပါတယ်။ဩမမမင်းပါလား။ဘာလို့စောစောကလေးကငါ့အောင်မပြောတာလဲ။ဆေးရမှာဖြင့်ရင်းနေပါလေတုံးလို့ တီလိုနဲ့မိုးမိုးရဲ့နောက်ကိုကြည့်လိုက်တော့ဝိဆောင်ဖြူရောင်နဲ့အမျိုးသားတူလိုက်ပါလာတာကိုတွေ့လိုက်ရပါတယ်။ဆရာကလည်းဖွင့်တာကြားလိုက်တာ။ကျမတကားခောက်ရတာလက်တီတောင်နားနေပြီ။ပြီးတော့ကျမတယောက်ထဲလာတာမဟုတ်ပါဘူး။ဒီမှာပွဲငှားတဲ့သူလည်းပါတယ်။ပွဲလာငှားတာတဲ့။ဩဧည့်သည်လည်းပါလာတာကိုကြောက်ပါကြောက်ပါခင်ဗျအိမ်ထဲကိုကြောက်ပါ။ညနေတကောင်ကြီးရောက်လာတော့ကျွန်တော်လည်းလှန့်သွားတယ်ဗျာ။ ဒီလိုနဲ့ဆရာဟင်းသာကထူးဆန်းတဲ့ဧည့်သည်ကိုကြည့်ရင်းနဲ့မိုးမိုးကဧည့်သည်ကိုထားခဲ့ပြီးတော့ပြန်ထွက်သွားပါတော့တယ်။ညနေတဲ့အချိန်မှာလာရတာအားနာပါတယ်ခင်ဗျာ။ရပါတယ်ဗျာ။ဟိုဟိုလေစိတ်မဆိုးဘူးဆိုရင်ကျွန်တော်တခုလောက်မေးပြစေခင်ဗျာ။ဆရာကြီးကဧည့်သည်ကိုစမေးပါတော့တယ်။ဒီလိုပါရိုင်းနာဟိုတော့ခွင့်လို့ပါ ကျွန်တော်မေးတဲ့မိကုံးကရိုင်းသွားရင်လည်းတမျိုးမထင်ပါနဲ့နော်။ဧည့်သည်ကြီးကလူရောဟုတ်ရဲ့လားဗျ။ဟင်ဗါလဲဆရာကြီးကတရေကိုမြင်ဘူးလို့လား။ဟာမမြင်ဘူးပါဘူးဗျာ။ဟာဟာဒါဆိုရင်တော့ခမားရှိမှမြင်ရတော့မှာပေါ့။ဟာဧည့်သည်ကြီးကလည်းနောက်နေပြီဗျာ။ကျွန်တော်ရင်းနေပါရီတောင်တုံးနေပြီ။ကဲကဲထားပါတော့။လူရင်းကိစ္စကိုပြောကြရအောင်။ ျွန်တော်တို့ကဘယ်နေ့ဘယ်နေရာမှာဖြောပြရမှာလဲဒီလိုနဲ့အဖြူရောင်ဝဲစုံတဲ့အမျိုးသားကအသေးစိတ်ကိုပြောပြခဲ့ပါတယ်သူတို့ရဲ့ဆက်ဖွဲ့ကိုရှေမုံရွာလို့ခေါ်တဲ့ရွာတရွာမှာတွားရောက်ဖြောပြဖို့လိုချင်တာတဲ့ဩဒီနာမည်နဲ့ရွာတော့အခုမှပဲကျွန်တော်ကြားဘူးလေဗျာရှေမုံရွာတယ်ကျွန်တော်တခါမှမကြားဘူးဒါပေမဲ့ရပါတယ်ကျွန်တော်တို့လည်းခုနောက်ပိုင်းပွဲလိုက်ရတာတိတ်ကျဲတယ်ဗျာ ။အခုလိုပွဲလာငှားတဲ့သူရှိတော့လေဘယ်နေရာ ဖြစ်ဖြစ်လိုက်ရမှာပေါ့ဗျာ။လိုက်ပါမယ်ဗျာ။ခမည်းရွာမကြဘူးရင်တော့ရပါတယ်။ကျွန်တော်မြေပုံပေးခဲ့မယ်။မြေပုံအတိုင်းလိုက်ခဲ့ပေါ့။ဒီလိုနဲ့ဆရာဟင်းသားကဇက်လာငှားတဲ့အမျိုးသားပေးတဲ့မြေပုံကိုကြည့်လိုက်တော့ဟင်းဒါကတောနဲ့ကြီးထဲမှာမဟုတ်လား။ခမရလို့ရွာကလျှက်ဆက်ပြီးတော့ရှိရလားဗျာမရှိဘူးဗျကျွန်တော်တို့ကအမောင်ထဲမှာပဲနေကြရတာများပါတယ် ကျွန်တော်တို့ရောကရိုးရအတိုင်းနေကြတာဗျ။ရှေ့တုန်းကအတိုင်းပေါ့ဗျာ။ဆရာတို့ဇပွဲလာရင်လည်းခိမိတခြင်းတွေမစိုးနဲ့ဗျာ။ရိုးရကဗျာပျော်ပြေမှုတွေပဲဆိုပေါ့ဗျာ။ဒါဆိုရင်လုံလောက်ပါပြီ။အော်ဒါဆိုရင်မိစပါပြင်ဆင်ရတော့မှာပဲ။ဒီပြင်ရွာကလည်းနေရှိုင်းနေနေရမှာကိုခက်တော့ခက်ခဲမှာပေါ့နော်။စိတ်မပူပါနဲ့ဗျာ။ သူတို့နှစ်ယောက်ပြောဆိုကြပြီးတဲ့နောက်မှာတော့ဝိဆုံဖြူအောင်ဝတ်ထားတဲ့ဧည့်သည်ကငွေအများပြားကိုဆရာဟင်းသာရဲ့ရှေ့မှာဆင်ရန်ငွေအဖြစ်ချလိုက်တဲ့အခါဆရာဟင်းသာကမဆိုင်မတော်ပဲအလုပ်ကိုလက်ခံလိုက်ပါတော့တယ်။ဒီထူးဆန်းတဲ့ဧည့်သည်ကချင်းဆိုမှုပြုလုပ်ပြီးတော့ထွက်ခွာသွားပါတော့တယ်။ ဆရာဟင်းသာကထူးဆန်းတယ်လို့ခံစားရပေမဲ့သူ့ရဲ့အကျွေးတွေကိုဖယ်ရှားပြဖို့အတွက် အခွင့်အရေးကိုမြင်နေရတာမို့ဇလာငားတဲ့သူ့ရဲ့အကြည့်တွေအပြောအဆိုတွေကဘလောက်ပဲထူးဆန်းနေပါစေလက်ခံလိုက်ပါတယ်နောက်တနေ့ရောက်မှာတော့သူတို့တော်ရောက်ပြောပြီးမဲ့သူတို့တခါမှမကြဘူးတဲ့ရွှေမုံရောက်ကိုတော်ရောက်ခဲ့ပါတော့တယ်။သူတို့ရောက်ရောက်ချင်မှာပဲဆရာဟင်းသာရဲ့အဖွဲသားတော်ဖြစ်တဲ့ဆန်သာဆိုသူကဆရာထူးဆန်းလိုက်တာနော်။ ဘယ်လောက်ညံ့နေဆောင်နေပြီဘသူမှလည်းကျွန်တော်တို့ကိုလာမနှုတ်ဆက်ကြအောင်ဟုတ်တယ်ဟုတ်တယ်ဒါမင်းနဲ့ပြင်ဆင်ကြပါလူတွေမရှိတဲ့ငါတို့ကကရမှာပဲဂတိလည်းပေးထားပြီးပြီလေကမယ်လို့ပြီးတော့ဆင်ရံငွေလည်းငါတို့တွေယူထားပြီးပြီလေဒီလိုနဲ့ဆရာဟင်းသာဘွယ်ကဆင်ပြင်းဆင်ပြီးလို့ညမောင်လာတဲ့အခါမှာတော့ရွာသူရွာသားနှစ်ယောက်သုံးယောက်ကသူတို့ကိုလာပြီးတော့နှုတ်ဆက်ကြပါတယ် အဲ့ဒီထဲမှာမင်းညတော်ကလာငားခဲ့တဲ့အဖြူရောင်ဝတ်စုံနဲ့အမျိုးသားတွေပါဝင်ခဲ့ပါတယ်။ကြိုးဆိုပါတယ်ဆရာကြီးတို့။တချို့လူတွေမလာနိုင်တာကိုခွင့်လွှတ်ပါနော်။ရပါတယ်ခင်ဗျာ။ခင်ဗျားတို့ကိုမြင်ရမှာပဲကျွန်တော်တို့အခုစိတ်သက်သာရရသွားတယ်ဗျ။မဟုတ်ရင်ကျွန်တော်တို့ရောက်လာတော့ကဘသူမှမတွေ့လို့နေရာမှားလာပြီလို့တောင်ထင်မိတာ။ဒီလိုနဲ့ဆရာဟင်းသားရဲ့တပည့်ဆန်သားကအင်းတကယ်တော့ဗျာ။ ကျွန်တော်တို့ကိုတရေတွေငားပြီလို့ထင်တာ။ဟဲ့အောင်ဆန်းသာတော်တော့ဗဇက်ပိတ်ထားတော့ခဏနေတော့တခြားရွာသားတွေတနအိလောင်းနေရောက်လာလိမ့်မယ်ဆိုပြီးပြင်ဆင်နေကြဖို့ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့ညအမောင်ကြလာတော့ရှေ့ဖလန်လူငယ်ဇက်ဖွဲ့သားတွေကအစင်ပေါ်မှာအသေးရက်နေကြပါတယ်။အားလုံးကလေလူကြောင့်ကြော်ချမ်းနေကြပေမဲ့ကောင်းငင်ကြီးကမောင်းလာတဲ့အမြရွာသားအများအပြားကအစင်ရှိမှာစုယုံလာကြပါတယ်။ ဒါပေမဲ့သူတို့အားလုံးရဲ့မျက်နာတွေကဘာအမှုရာမှမရှိတည်ငြိမ်နေကြပါတယ်။ဝမ်းသာခြင်းဝမ်းနေခြင်းပျော်ရွှင်ခြင်းဆိုတာမျိုးတွေလည်းမတွေ့ရပါဘူး။နာကစမ်းသာမင်းမလုပ်နေရလဲ။ညံညံစတော့လေ။ဆရာဟင်းသာကဂျွာသားတွေကဘာလို့ဒီလောက်တိတ်ဆိတ်နေတာလဲ။ဘသူကမှမကြည့်ပဲနဲ့တပ်ပင်ကြီးတွေလိုရက်နေကြတာလဲ။စတာတွေကိုကြည့်ပြီးတော့ထူးဆန်းနေခဲ့ပါတယ်။ ဆရာဟင်းတာနဲ့ဆန္ဒသူတို့နှစ်ယောက်ကတီတိုပြောဆိုနေရင်လည်းဂီတစမတင်သေးတဲ့အခါမှာတော့ရွာသားတွေရဲ့မျက်နှာတွေမှာမကျင်မနှံ့ဖြစ်နေတဲ့အမှုရာတွေစတင်ပေါ်ပေါက်လာပြီးတော့စင်ပေါ်ကလူတိုင်းကြောချမ်းပြီးတော့ချွေးတွေပြန်လာခဲ့ပါတယ်သူတို့နှစ်ယောက်ကမြန်မြန်တီးခတ်ဖို့အတင်းအကျပ်တွန်းအားပေးခံလိုက်ရတယ်လို့ပါပဲ။ ဒီလိုနဲ့ဂီတတွေကိုစတင်ပြီးတော့တီးခတ်လာပြီးတော့ဇက်ကပြာများစတင်တီးဆိုလိုက်တဲ့အခါမှာတော့ရွာသားတွေရဲ့မျက်နှာတွေကတဖြည်းဖြည်းပြန်ကောင်းလာကြပါတယ်။ပျော်ရွှင်မှုတွေကိုတွေ့ရခဲ့ပါတယ်။ဆရာဟင်းသားကသူ့ရဲ့ဒုရီယာတီးခတ်မှုအစွမ်းအစအပြည့်ကိုခေါ်ထုတ်လိုက်ပါပြီ။လက်နက်ဘက်ကိုပေါင်းဆက်ပြီးတော့ခါးနဲ့ဗဇက်တို့ရဲ့စွမ်းရည်အပြည့်နဲ့ဖျော်ဖြေခဲ့ပါတယ်။ကြီးရှုသူရွာသားတွေကဒုရီယာသမားရဲ့ဖျော်ဖြေမှုကိုကြည့်ပြီးတော့ကျဉ်းက်စွာပြုံးနေကြပေမဲ့ ဆရာဟင်းသာကတော့အစင်ပေါ်မှာဒုရိယတိမုံနေရင်ကနေပြီးတော့မမြင်သင့်တဲ့အရာတခုကိုစတင်တရေထားမိလာပါတော့တယ်။သူပြိသက်ဘက်ကိုလှမ်းကြည့်လိုက်တုံးပါပဲ။သူ့မျက်လုံးကြောင်းကနေမြင်လိုက်ရတာကတော့ပြိသက်တွေအားလုံးကမြေကြီးအပေါ်မှာဘောလုံးပေါ်နေကြတာကိုပါ။ဟာ၊ခြေထောက်တွေကဘာလို့မြေကြီးပေါ်မှာမရှိတာလဲ။ဘာလို့လေးဘော်တွေမှာ လွင့်နေကြတာလဲ။ကေဘယ်ကျိုးနေများချိတ်ထားလား။ဒီလိုနဲ့ ။ဆင်ပေါ်မှာတီးခတ်နေကြတဲ့သူများပြားကအရန်ကိုကြောက်လန့်ပြီးတော့အတီးလုံးတန်တွေရက်သွားခဲ့ပါတယ်။တီးလုံးတန်ရက်သွားတဲ့အချိန်တိုင်းမှာပဲဆင်ရောက်ကလူတွေကသူတို့နာကိုရောက်ရှိခဲ့ပါတယ်။ဒီလိုနဲ့သူတို့ကကြောက်လန့်တကြားတီးလုံးများကိုဆက်တီးနေတဲ့အခါမှာတော့ဆင်အောက်ကဘောလုံးပေါ်နေတဲ့လူတွေသူတို့နာကိုတိုးနေတဲ့သူတွေကနောက်ပြန်ဆုတ်သွားကြပြီးတော့သူတို့ရဲ့မျက်နှာမှာကျဉ်းနှံမှုတွေပြန်ဖြစ်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့စင်ပေါ်ကလူတွေကလည်းသူတို့ရဲ့ DIY ကိုမယံမနာဆက်တည်နေကြပါတယ်။ဒီလိုနဲ့ဒရန်ဒီနေတဲ့မောင်ဆန်သားကဆရာဆက်တည်ဆက်တည်မင်းရဲ့နဲ့ဆက်တည်ကျွန်တော်တို့လည်းဆက်တည်ကြမယ်။ဒီလိုနဲ့စင်ရောက်ကဖြူအောင်ဝဲစုံတဲ့အမျိုးသားကဆရာတို့ရေဒူရီယာတန်တွေကိုပေါ်ပြီးကြဲကြဲလေးတီးပေးပါဗျာ။ဧည့်သည်တွေကအရန်သဘောကျနေပြီဗျာ။ ဒီလိုနဲ့ဆင်မော်ကဆရာဟင်းသာနဲ့အဖွဲသားတွေကလည်းကြောက်ကြောက်နေပဲခါးကိုစွမ်းကုန်ကုန်ပြီးတော့လှုပ်ရှားမှုတွေနဲ့တီးခတ်လိုက်ပြီးတော့ခါးပါကျိုးမတက်ဖြစ်သွားခဲ့ပါတယ်အဲဒီခါမှာတော့ဧည့်သည်တွေရဲ့စူညံတန်တွေပြန်ပေါ်လာပြီးတော့ကျွာသားတွေကကျန်တဲ့အပြုံတွေနဲ့တဖြည်းဖြည်းချင်းတော်တွေကိုပြန်ဆုတ်ခွာသွားခဲ့ကြပါတယ်ဆင်မော်ကဆက်ဖွဲသားတွေက ဆရာကပြိဿံများကိုကြောက်ကြောက်နဲ့မကြည့်ပဲနဲ့ဆင်ပေါ်မှာပဲကုံယုံတီးနေတော့တတိယလိုပြန်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ဖြောပြနေတဲ့ပွဲကြီးကနေရာလူကြီးတစ်ခုသာကြံရစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲပွဲကြီးပြီးဆုံးပြီးတော့ရွာသားတွေပြောက်ွယ်သွားတဲ့အခါမှာတော့ဆရာဟင်းသာကအားလုံးကိုချက်ချင်းကားပေါ်ပစ္စည်းတွေအ мян တင်ဖို့ပြီးတော့ပြန်ဖို့အမိန့်ပေးလိုက်ပါတယ်။အင်ဂျီအဖြူနဲ့လူကိုလိုက်ရှာတာမတွေ့ ငားရန်ကတောင်းဖို့လဲမဆောင်တော့ဘဲနဲ့ချက်ချင်းပြန်ဖို့လုပ်ကြပါတယ်။ဟိတ်ကောင်ဆန်းသားဖြစည်းကိုအမြန်ကားပေါ်တင်စမ်းအကုန်လုံးဝိုင်းကူလိုက်ကြ။ဟုတ်တယ်ဆရာဒီကနေမြင်မြန်ထွက်သွားရအောင်။ဒီလိုနဲ့မူမူကလည်းဆရာနောက်ကိုပြန်လှည့်ကြည့်ပါဦး။နောက်ကရွာကိုပြန်လှည့်ကြည့်ပါဦး။မူမူပြောတဲ့အကြတော့ကျောက်ပင်မဲ့ဆရာဟင်းသာနဲ့ဆန်သားတို့နှစ်ယောက်ကလှမ်းကြည့်လိုက်တဲ့အခါမှာတော့မြင်ရတဲ့မြင်ကွင်းက တကယ်ကိုအံ့အားသင့်ပြီးတော့အချောင်းမွက်ဖွယ်ဖြစ်နေခဲ့ပါတယ်။ဒါကဘာလဲဆိုတော့သူတို့ထွက်လာတဲ့ရှေမုံရွာဆိုတဲ့ရွာကရွာကျင်းလုံးဝမရှိဘဲနဲ့ပုတ်ပွားနေတဲ့လူတွေအလောင်းတွေတလေးဆန်အလောင်းတွေနဲ့ဆိုင်းမုံဟောင်းတစ်ခုပဲရှိနေခဲ့ပါတယ်။အဲ့ဒီဆိုင်းပုံမှာရေးထားတာကရွှေမုံရွာသည်1982ခုနှစ်တွင်ရေကြီးနှင်းမြုပ်ခဲ့သည်လို့ရေးထားတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့သူတို့ကကြောက်ကြောက်နဲ့ပဲအ мян ပဲအိမ်ကိုပြန်ခဲ့ကြပါတယ်။အိမ်ပြန်ရောက်တော့ဆရာဟင်းသားနဲ့ဇက်ဖွဲ့သားတွေကအလိုလေငါတို့အဖြစ်ကလည်းစိုးလိုက်တာတရေရွာမှာသွားကရရတယ်လို့ပြီးတော့တရေကနေပတ်စံမှာလှည့်စားခံရတယ်။ဘလောက်ကန်စိုးလိုက်နေချင်းလဲ။ငါတို့တွေမှာတော့ဓာတ်စီပိုးတွေလောဟကတွေအများကြီးကုန်သွားပြီ။ဒီလိုနဲ့ဆန်သားကတရေအိတ်ကိုလှန်ချလိုက်တဲ့အခါမှာတော့တရက်တွေအလုံးပြုတ်ကျသွားခဲ့ပါတယ်။ အဲ့ဒီထဲမှာမှသရက်တွေအပြင်ထူဆန်းတာတစ်ခုကို တွေ့လိုက်ရပါတော့တယ်။ဒါကပါလဲဆိုတော့မြေပုံဟောင်းတစ်ခုပါ။မြေပုံဟောင်းတစ်ခုကလည်းသရက်တွေနဲ့အတူပြုတ်ကျလာတာကိုတွေ့ရပါတယ်။ဟဲ့ကောင်သားဆန်းအဲ့ဒါဘာကြီးလဲ။ဟာလှုပ်ဝက်မြေပုံတစ်ခုပဲ။ဆရာဒီမှာကြည့်ပါဦး။ဟုတ်ပြီကောင်းပြီ။စုံစုံစရာဘာမှမရှိတော့ဘူး။ငါတို့ဒီမြေပုံအတိုင်းသွားကြည့်ကြတာပေါ့ကွာ။ ဒီလိုနဲ့ဆရာဟင်းသာနဲ့အဖွဲ့သားတွေကအဲ့ဒီမြေပုံတိုင်းလိုက်သွားခဲ့ကြတဲ့အခါမှာတော့မြေပုံရဲ့တည်နေရာကတဲအိမ်တလုံးဖြစ်နေခဲ့ပါတယ်။အဲ့ဒီတဲအိမ်တလုံးထဲကိုအရဲစုံပြီးဝင်သားခဲ့ကြပါတယ်။တဲအိမ်တွေကိုဝင်လိုက်တဲ့အခါမှာတော့ယေဒနာတိတ္တာကြီးတခုရှိနေပြီးတော့အဲ့ဒီတိတ္တာကြီးထဲမှာရှင်ငွေယေဒနာတွေအများကြီးကိုတွေ့လိုက်ရပါတယ်။ ရင်းစနာတွေကိုတွေးလိုက်ရတဲ့အခါမှာတော့သူတို့အဖွဲ့လုံးကသူတို့ကိုလာငားခဲ့တဲ့တရေတစီတွေကိုကျေးဇူးတင်စွာနဲ့ပျော်ရွှင်နေခဲ့ကြပါဗျ။ဒီလိုနဲ့ဆရာဟင်းသာဦးဆောင်တဲ့ရှေဘလန်ဒူးငယ်အကအဖွဲ့ကလည်းတရေတွေရဲ့လှည့်စားခြင်းကိုခံခဲ့ရပေမဲ့လည်းကျောင်းမဘွေညတညာရဲ့အတွေ့အကြုံများကပင်လည်းသူတို့ဘဝရဲ့အခက်အခဲများမှာအယုံထွက်နိုင်တဲ့လမ်းစာတစ်ခုကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ တရက်များဖြင့်ပြောင်းလဲသွားတဲ့ဆယံငွေဒီအစာရှင်နှင်းမြုပ်တဲ့ရွာပြည်ကြီးရဲ့မြေပုံကနေတဆင့်ဟေသနာတွေကိုရှာဖွေတွေ့ရှိကြရာသူတို့ရဲ့အကျွေးတွေကိုခြေဖြက်ယုံသာမကဘဲနဲ့သူတို့အကားအဖွဲ့ကိုလည်းပြန်လဲထူထောင်နိုင်ရန်အတွက်ပါအရင်းနှီးများစွာရရှိခဲ့ပါတယ်။ ဒီလိုနဲ့ဆရာဟင်းတာက အမောင်ထဲမှာထွက်ပေါ်လာတဲ့တရေငားရဲ့ဇက်ဖွဲ့ဟူပြီးတော့သချင်းတစ်ကိုအဲဒီကျောင်းမဖွဲ့ရအဖြစ်ပြက်ကိုအမှုပညာလက်ရာဖြစ်ကျောင်းလဲပြီးတော့ရေးဖွဲ့ခဲ့ပါတယ်။အဲဒီတချင်းကတနိုင်ကန်လုံးမှာရေပန်းစာလူကြိုက်များခဲ့ပါတယ်။ဒါဟာဘဝမှာကြုံတွေ့လာရတဲ့ဆိုးဝါးတဲ့ကံကြမ္မာကျောင်းမဖွဲ့ရအဖြစ်ပြက်တွေကပဲလေဖန်တီမှုနဲ့ဉာဏ်ပညာကိုအသုံးပြုတတ်ပါက ကြီးမားတဲ့အောင်မြင်မှုရဲ့တကားဖြစ်လာနိုင်ကြောင်းသတိပြသွားတဲ့ဆရာဟင်းသာရဲ့ရှင်သန်နေတဲ့ဌာနရီတဘောအဖြစ်အမှတ်တမ်းတင်ထားခဲ့ပါတယ်။ကဲပြည့်တဲ့ကြီးရှင်ပုံမြင်လေးကတော့ဒါပါပဲ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာမျိုးစုံကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို subscribe လေးမနှိပ်ရသေးရင်နှိပ်ပေးပြီးတော့ဗီကနူတီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်ရှင်။